ဒီနေ့ရွှေငွေဒီဟန်တော်တို့အမဖုလို့မသိတဲ့ပုဂ္ဂိုလ်ဘယ်နှပါးရှိစမ်းစစ်ကြည့်လေမသိတဲ့ပုဂ္ဂိုလ်ဘယ်နှပါးရှိလဲမရှိတလို့ရှားပါတယ်ဒါတိလျက်နဲ့ရွှေငွေကိုအလှခံနေတဲ့လူကျူးနေကြတယ်ဒါဟာသိတ်ထင်ရှားတယ်သင်္စိစ္စဝိတိတ်ခန္ဓာဖြစ်နေပါတယ်နေတကြီးတို့ရဲ့သဘောကစွန့်ခြင်းဝိနိကံရှိရှိတယ်စွန့်ပြီးမှဒေသနာကြားလျင်ဒီအဘကစင်ကြပါတယ် မစွန်ဘဲနဲ့ဒေသနာကြရင်အကျဉ်းထောင်းနဲ့တောင်းနဲ့သိမ့်နဲ့တန်းနဲ့ဂရေနဲ့ခြီးပြီးဒေသနာကြရင်လည်းဒီအဘကမစင်ကြဘူးအဘမှမထပါဘူးဒီလိုအဘတန်းလည်းနဲ့ဒီခဲ့ရင်ဘာဖြစ်မလဲတက္ကံတရေမက္ကံတရေဒီအဘကြီးတန်းလည်းနဲ့တရားအထောက်ခဲ့ရင်လည်းဇမေဖို့နိဗ္ဗာန်ကိုဘယ်လို့မှမရဘူးသိရင်လည်းကောင်းရာသူဂတိကိုမရောက်ဘူးကောင်းရာသူဂတိမရောက်ရင်ဘယ်ဘဝရောက်မှာ အဲ့ဒါစဉ်းစားဖို့ဒီအချက်နဲ့ပတ်သက်လို့တပည့်တော်ဘုသူတာလေးတစ်ခုပါနော်တောင်းလေးလုံးဆိုတော့ဘုရားကတပည့်တော်ကဆရာတော်အဘဒီဟသက္ကန္တရမက္ကန္တရဖြစ်တယ်ဆိုတာကိုဆရာတော်လက်ခံပါသလားဆိုပြီးဒီမေခွန်းလေးကိုတပည့်တော်ကဘုသူတာအဖြစ်ကြီးဝါကြီးတွေထာမဘုသူတာလိုချင်လို့မိများလျှောက်ထားပါတယ်လျှောက်ထားတဲ့အချိန်ကတော့ကြတော့ဆရာတော်ကသူ့ရဲ့အတွေ့အကြုံလေးနှစ်ခုပြောပြတယ်ကိုယ်တော်တပည့်တော်လက်ခံနေတယ် ဘယ်လိုလက်ခံတယ်လဲဆိုတော့ဒီတောင်လေးလုံးကျောင်းကသာဥသွင်တို့မိဘတံပါဖြစ်တဲ့ဥဖန်တဲ့ဒေါ်ရင်တို့ကကိုယ်ခွေတိဆောက်လှူဒန်းထားတဲ့ကျောင်းဖြစ်ပါတယ်။အဲ့ဒီကျောင်းမှာဒီဥဖန်ဒေါ်ရင်တို့ကသာသမီ၃ယောက်ရှိပါတဲ့အမအကြီးဆုံးကတယောက်ဓမ္မီဦးအောင်ဖေးလို့ခေါ်ဆိုအပ်တဲ့မော်လမြိုင်မြို့ကိုဟိုရှစ်ခေတ်ကတစ်မျိုးလုံးကို လျက်ရှိဓာအပင်းနေတဲ့ဓမ္မီဦးဖေဆိုတာကတယောက်ဆာဥဒွင်ကတယောက်သာသမီ၃ယောက်ရှိခဲ့ပါတယ်တုံလေးလုံးကျောင်းမှာသူ့မိဘတွေကဓမ္မဂရိကတပားဖြစ်တဲ့ဆရာတော်ဥဇတိလဆိုတာအဲ့ဒီဆရာတော်တပားကိုကိုယ်ပွယ်ရှိကထားပါတယ်အဲ့ဒီလိုကိုယ်ပွယ်ရှိကထားရကနေပြီးတော့ဒီဆရာတော်မှာရှိခဲ့ပေါ့လေငွေရင်းကားတွေ9000ကျော်လောက်ရှိတယ်ဆိုတာကိုလက်သမားတွေကသိကြတယ် ဒီရတော့မလုပ်တယ်လက်သမားတွေကဒီဆရာတော်ကိုဓာတ်နဲ့ထုတ်တတ်တယ်အဲ့ဒီငွေကိုရက်အောင်ယူတော့ယူလို့တော့မရပါဘူးနောက်ဆုံးအမှုကပေါ်သွားတယ်ဆုံးချပါတော့ဒီတော့အဲ့ဒီချိန်ခါမှာမစိုးရင်တိုက်ကလည်းထင်ရှားကြောကြာခက်ဖြစ်တော့ဇာဥသွင်တို့ကနေယထာအဖြူရဲကြီးတွေနဲ့မစိုးရင်တိုက်မှာဆရာတော်ကြီးကိုရောက်ပြီးတော့တောင်းလုံးဆရာတော်ကိုပင့်လိုက်ပို့လိုက်ပါတယ်နံပါတ်တန်ခါ60နှစ်တကောမော်လမြိုင်ကိုထည့်ပေးလိုက်တယ် တောင်လေးလုံးစီကတော့အဲ့ဒီမှာစာရိပါရီချပြီးနေတာခုနှစ်နှစ်လောက်ကြာသွားတယ်ခုနှစ်နှစ်လောက်ကြာတဲ့အချိန်ကကြာတော့ဘိဖက်ကကလေးလေးတယောက်ကဥဇတိလဝင်စားပါတယ်ဆိုပြီးတော့သူကြောင်းရောက်လာတယ်ရောက်လာတဲ့အခါဒီကလေးလေးပြောတဲ့စကားတွေကအလုံးမှန်နေတယ်ဒကာတွေတွေ့လိုက်ရင်လည်းသူကနာမည်တန်းခေါ်လိုက်တာပဲအကုန်မှန်တယ်အရေးပိုင်ရင်လည်းသူအကုန်မှတ်မိတယ်ပြောလိုက်အကုန်မှန်နေတယ်ဒါနဲ့တပည့်တော်ကတော့စဉ်းစားတယ်တဲ့ ဒီကုရောကြီးကအပတန်းနဲ့တည်သွားတဲ့ကုရောကြီးဖြစ်တယ်လူတော့ဘယ်လိုမှမဖြစ်နိုင်ဘူးအဲဒီတော့လူရှင်းသွားတဲ့အချိန်ကကြတော့မှတပည့်တော်ကဒီကလေးလေးကိုတယောက်ချင်းခေါ်ပြီးမေးကြည့်ဖိကုံမင်းနေတဲ့အခါဖိကုံမင်းဘယ်လိုရောက်သွားလဲငါပြောပြစမ်းဆိုပြီးမေးကြည့်မေးကြည့်တဲ့အခါကုရောဒီကလေးလေးပြောတာသိတဘာဝကြတယ်ကုရောတပည့်တော်ကိုသူတို့ကဓာတ်နဲ့ထိုးတက်လိုက်တော့တပည့်တော်ကြောက်ကြောက်နဲ့ကန်းနားကိုအတင်းဆင်းပြေးတာ အဲ့ဒီကနေတိုက်တန်တန်ဘုရားကနေတမ်းပြီးဆင်းပြေးလိုက်ကန္နာရောက်ကန္နာလည်းရောက်သွားတပြီးတော့ဗိလိကြီးဒီချင်းကကန်းကခွာနေတာထွက်တော့မဲ့လို့တော့တပြီးတော့လှေပေါ်ခုံတက်ပြီးလိုက်သွားတာဒီလိကြီးကအဲ့ဒီကျွန်းကျွန်းမှာသွားဆိုင်တော့တပြီးတော့အဲ့ဒီကျွန်းမှာဆင်းပြန်ရခဲ့တာနောက်တော့တပြီးတော့အဲ့ဒီကျွန်းမှာပဲလူဖြစ်သွားတယ်ဆိုပြီးပြောတယ်ဆိုလိုတာကတော့ဒါနဲ့ထိုးတက်လိုက်တဲ့အခါတင်းလင်းတင်းချင်းချက်ချင်းပိတ်တာပေါ့ပြောင်းသွားတာတရေဖြစ်သွားတာပေါ့ တရေဘွားကနေပြောင်းပြီးတော့အဲ့ဒါဘိတ်ကိုလှင်းနဲ့လိုက်သွားပြီးအိမ်ကျွန်းကျွန်းမှာခုံချပြီးအဲ့ဒီမှာသူ့ကိုကျွတ်ထိုက်တဲ့ကံလေးလည်းရှိဖို့ရပါတယ်။ကောင်းမှုကုသိုလ်သိညီညွန့်ပြီးပြုလိုက်တော့ဒီကောင်းမှုကုသိုလ်လေးကိုသူခံစားတဲ့ကံလေးလည်းရှိဖို့ရတယ်။အဲ့ဒါကြောင့်သူကကျွတ်ပြီးတော့လူ့ဘွားတစ်ခါပြန်ပြီးပဋိသင်္ဍေနေတယ်။ပဋိသင်္ဍေဒီနေပြီးတဲ့အချိန်ကကြတော့မှလူပြန်ဖြစ်ပြီးတော့အဲ့ ခုနှစ်နှစ်လောက်ကြာတော့မှဒီတောင်လေးလုံးကြောင်းကိုပြန်လာပြီးတော့ဒီပစ္စည်းတွေကသူပစ္စည်းဖြစ်တယ်ဒီစာအုပ်တွေကသူစာအုပ်တွေဒီပြီးတော့ကသူလောက်သွားတယ်ပြီးတော့စသည်ဖြင့်အကုန်လုံးပြောအကုန်မှန်နေပြီလူတွေလည်းအကုန်လုံးပြောမှန်တယ်ဒါကြောင့်အဘတိတက္ကံတဲ့မက္ကံတဲ့ဖြစ်နိုင်ပါတယ်ဆိုတာကိုဆရာတော်ကတော့သူလက်ခံတဲ့အကြောင်းပြောတယ်နောက်တစ်ခုသူကသူ့ရဲ့အတွေ့အကြုံဝတ္ထုလေးတစ်ခုပြောပါပြောပြပြန်တယ် သူတို့ခက်ကရေနံချောင်းဇံမွေးဘက်ကအလွန်အကောင်ပါတယ်။နာမည်ကြီးတော့ရေနံချောင်းမှာဒီမန္တိကလည်းဆင်းဆင်းပြီးသွားစားဖြစ်ကြတယ်။ဇံဖြစ်ရင်လည်းမိစေတယောက်နဲ့ရေနံချောင်းကဘုန်းကြီးတစ်ပါးနဲ့ယဉ်ရင်ခင်မနေတော့တနေ့ရေနံချောင်းကိုသူကအကြောင်းတစ်ခုကြောင့်ရောက်သွားတဲ့အခါဒီမိဆွေနဲ့စကားဆက်ပြီးတော့မိဆွေကဘာပြောလဲအရှင်ဖျားအပတ္တိဟံတက္ကန္တရမက္ကန္တရဖြစ်တယ်ဆိုတာအရှင်ဖျားမယုံနဲ့ တပည့်တော်ကကပ်ပြီးရစိန်မောင်ကြီးကြည့်အဲ့ဒီစိန်မောင်ကြီးဟာတပည့်တော်ဆရာတော်ဝင်သားတာတပည့်တော်ဆရာတော်ဘယ်လိုနေခဲ့တယ်ဆိုတာအရှင်ဖျားတို့အသိပဲပါရကြီးက၄ပါးကလွဲ့ရင်သူလွန်ကျူးကြည့်တာတွေအကုန်လုံးလှုပ်ချင်လို့လွန်ကျူးကျင်လို့လူကျွနေတာဒါကြောင့်အဘကသက်ခံတယ်မက်ခံတယ်ဖြစ်တယ်ဆိုတာမယုံနဲ့ဆိုပြီးသူကပြောတယ်တပည့်တော်လည်းစဉ်းစားတယ်ဒီပြောနေတဲ့ပုဂ္ဂိုလ်ကလည်းတဏ္ဍပုဂ္ဂိုလ်မဟုတ်ဘူးသူလည်းတိကျတိဟဓမ္မသရိယာပါပဲတဲ့ ဒီတော့ဘုရားဟောကတော့မလွဲနိုင်ဘူးဆိုပြီးဒီပြီးတော့လူရှင်းတဲ့အခါဒီစိန်မောင်ကြီးကပ္ပိယစိန်မောင်ကြီးကိုခေါ်ပြီးတော့တပြီးတော့မေးတယ်ဟဲ့စိန်မောင်ကြီးနင်ဘုန်းကြီးဘုရားကပြန်တော်မူတဲ့အခါလူဘုရားကိုတန်းရောက်သလားတော့မဟုတ်နင်ကြားထဲမှာဗာမျက်ဖြစ်သေးတယ်လေလို့သူမေးကြည့်ဟာခေါ်တော့တပြီးတော့တရေဘုရားမှာတလားလောက်ကြားတယ်လို့ပြန်ပြောတယ်အဲဒါကြောင့်ရှေးခေတ်က ထင်ရှားကြော်ကြတော်မူတဲ့လယ်ရီတော်ဘုရားကတော့သူ့တပည့်တွေကို အခါခွင့်တင်နေဆုံးဆုံးမတယ်တပည့်တော်တဆင်တကားကြားဘူးတာပါဘယ်လိုဆုံးမတယ်ဘုန်းကြီးတေတဆင်ဖြစ်ရင်ကံကောင်းမယ်ဟုတ်တယ်မဟုတ်လားဘာဖြစ်လို့လဲတပည့်တော်ဘုန်းကြီးတွေဒီနေ့တဲ့ကိကိုအလွန်မဲ့ပေါ်ကြတယ်မစွန့်နိုင်ကြနေ့တဲ့ကိတန်းလန်းနဲ့ဒီပစ္စည်းတွေနဲ့အကြောင်းကြီးဆောက်တယ်ဒီကြောင်းကြီးမစွန့်နိုင်ဘူး ဒီတန်ခမ်းလေးစီစဉ်တဲ့ဒီဆွမ်းလေးစီစဉ်တဲ့ဒီပစ္စည်းလေးပါစီစဉ်တယ်မဆွနိုင်ဘူးဒီအပကြီးတန်းတန်းနဲ့တည်သွားတော့ကောင်းရသကတိဘယ်လိုလုပ်ရောက်လဲမရောက်နိုင်ပါဘူးထက်ကြောင့်တက္ကံတည်းမက္ကံတည်းဖြစ်တဲ့ဆိုတဲ့ဇာကတော့ယုံယုံကြည်ကြည်ဖြစ်ယုတ်သေးစွာလိုက်နာပြီးတော့သန္တရာတော်မှာကြည်ချံကြုတ်ကိုပွားများအထုတ်ပြီးနေထိုင်တော်မူကြပါဆိုပြီးပြီးတော့ဆက်ရောက်ထားပါတယ်ခင်ဗျာ